နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောအကြပ်ဘတ်စစ်ကောင်စီကနိုင်ငံတော်အလုံးမှာလေကြောင်းတိုက်ခိုက်မှုများခမှန်ပြီးတော့အရှိန်ဟုန်မြင့်တင်ရန်ညွှန်ကြားထားပြီးတော့အခုလာမယ့်ဘိုးရင်းကာလမတိုင်မီမှာလေကြောင်းတိုက်ခိုက်မှုများပုံမုံများပြားလာမှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အချမ်းပတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကဘိုးရင်းကာလမတိုင်မီရနိုင်သမျှနယ်မြေများနဲ့မြို့နယ်များကိုပြည်လဲသိမ့်ပိုက်ရန်ညွှန်ကြားထားတယ်လို့သိရပါဗျ။အခုလိုမျိုးသိမ့်ပိုက်ရန်စ조사ရမှာ ဖြစ်နိုင်သမျှနီလန်ပေါင်းစုံကိုအသုံးပြုရန်ညွှန်ကြားထားခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီမိုးရင်းကာလမတိုင်မီမှာလေကြောင်းကနေထိုးစစ်ဆင်ပြီးတော့မြေပြင်ကနေလည်းနေမြေသိမ်းပိုက်မှုတွေကိုဆက်လက်ဆင်နွှဲဖို့ညွှန်ကြားထားပါတယ်။အခုညွှန်ကြားချက်တွေကမနေ့ကကလေးကစတင်နေတဲ့ရန်နိုင်မင်းစစ်ဆင်ရေးရဲ့အကောင့်ထက်ဖော်မှုဖြစ်တယ်လို့သိရပါတယ်။ မေလနဲ့ဇွန်လမှာလေကြောင်းတိုက်ခိုက်မှုတွေပိုပြီးတော့များပြားနိုင်ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကသတိပေးထားပါတယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်က2024ခုနှစ်စက်တဘာလ1ရက်နေ့ကစတင်ပြီးတော့ရန်တိုင်းမင်းစစ်စင်ရေးကိုအကောင့်ထဲပေါ်ခဲ့ပြီးအဲ့ဒီစစ်စင်ရေးမှာဆုံးရှုံးသွားတဲ့နေမြေများကိုအဓိကပြန်လည်တိုက်ခိုက်သိမ်းပိုက်ရေးနဲ့ အချက်ပတ်အဖွဲလို့စစ်ကောင်စီကကြေညာထားတဲ့လက်နက်ကိုင်အဖွဲများကိုမြေပြင်ပေါ်ကနေပြီးတော့ပျောက်ကွယ်သွားတဲ့အထီကိုခြေမုံနိုင်ရေးဖြစ်တယ်လို့သိရပါဗါဒ်အဲ့ဒီစစ်ဆင်ရေးများဟာရွေးကောက်ပွဲကြောင့်ဖြစ်ပေါ်လာမဲ့နိုင်ငံရေးအပြောင်းအလဲနဲ့သက်ဆိုင်မှာမဟုတ်ဘဲစစ်တပ်ရဲ့ဥတီချက်နဲ့စစ်ဆင်ရေးများဖြစ်တဲ့အတွက်ဆုံးရှုံးသွားတဲ့နေမြေများကိုပြန်လည်သိမ့်ပိုက်ရရှိမှသာလျှင် စစ်စင်ရေးအောင်မြင်ပြီးဆုံးမှာဖြစ်တယ်လို့သိရပါတယ်။လက်တလောစစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုများကိုအရှိန်ဟုန်တုံးမြင့်နေရ။ AP လ18ရက်နေ့နဲ့ AP လ19ရက်နေ့တွင်မှလေကြောင်းတိုက်ခတ်မှုများကြောင့်ပြည်သူ55ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။ AP လ18ရက်နေ့ကမန္တလေးတိုင်း တပိတ်ချင်းမြို့နယ်လက်ကြရွာနယ်ရေထွက်ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူ73ဦးသေဆုံးက၃ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါဗျ။အေပီလာ19ရက်နေ့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရေထွက်ရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာသေဆုံးသူ24ဦးရှိခဲ့တယ်လို့သိရပါဗျ။ ဧပြီလ19ရက်နေ့သခိုင်းတိုင်းမြင်းမုံမြို့နယ်ကံတော်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်များအပါအဝင်ပြည်သူ9ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။ဧပြီလ19ရက်နေ့မနက်7:00နာရီကျော်အချိန်မှာ KNU တပ်မဟာ1နယ်မြေမော်ပြည်နယ်ဘီလင်းမြို့နယ်မင်းစောရွာဖုန်ကြီးကျောင်းကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦးတင်ဆုံးပြီးကိုရီနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ AP လ19ရက်နေ့မှာရခိုင်ပြည်နယ်ကြောက်တော်မြို့ထဲကနေရအနှံ့ကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူများထွက်ပြေးချိန်မရလိုက်ပဲအရသာပြည်သူတအုပ်ထက်မနေတင်ဆုံးပြီးအယောက်20ကျော်ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။